အမျိုးသားပညာဝန်ဆရာကြီးဥဖိုးကြာရေးသားတဲ့အခမဲ့ဂူလီထန်းချင်းဤအချူဆိုတဲ့ဝုထုတုကလေးကိုဖျက်ပြပေးခြင်းပါတယ်ခင်ဗျာလွန်ခဲ့သော6နှစ်ခန့်ကကျွန်ုပ်သည်မြို့ငယ်တစ်ခုသို့မြို့သားကြောင်စီရန်သွားရ၏၎င်းမြို့သို့မိရတာဆိုင်လျင်ကျွန်ုပ်၏သူငယ်ချင်းတပိမောက်ကြောင်သာဟောဆရာကြီးသည်လာ၍ကြိုးနေသည်ကိုတွေ့ရ၏ မူတာအနည်းတွင်ကပ်၍ကျွန်ုပ်၏ယဉ်ဤသောမိတ်ဆွေတယောက်နေဒီကိုခဏမြတွေ့လို့သည်နှင့်သူငယ်ချင်းဆရာကြီးအားကျွန်ုပ်၏ပစ္စည်းများနှင့်တွားနှင့်ရန်ပြောဆိုလွတ်လိုက်၏အဆိုပါဘုရားအနည်းရှိမိတ်ဆွေနှင့်စကားဆင်းပြီးပြော၍အတန်ကြာပြီးနောက်ဆရာကြီးအိမ်သို့သွားတော်မူဟုဘုရားအနည်းကပင် ဖြတ်၍လာခဲ့ရာမူရာယုံအတွင်း၌တည့်ရစွာဝှစ်ဆင်း၍တနာကမသူငယ်ကြောင်းသား ကျောင်းသားရွယ်တယောက်ကိုတွေ့မြင်ရ၏၎င်းမှာတယောက်တည်းလိုပင်ကြံရိတ်ခရာမျက်နှာမကြည်မသာတစုံတယောက်ကိုသို့မဟုတ်တစုံတယောက်ကိုမကြည်မချမ်းစိတ်လက်ဆိုးနေဟန်ရှိ၍တဖြစ်တောက်တောက်နှင့်ဟိုလျှောက်တိလျှောက်ပြုနေသည်ကိုတွေ့ရ၏ကျွန်ုပ်သည်လည်းမနေတတ်သည်နှင့်မောင်းဘာဖြစ်လို့လဲဟာမပြောပါနဲ့ဗျာကောလိပ်ကျောင်းပေးလို့ပြန်လာတယ်အိမ်ကိုစာရေးထားတာဘယ်သူမှလည်းလာမကြိုကြဘူးအခုဒီမှာ ွားကြနေတာပေါ့နေပါဦးမောင်ရဲ့ဘယ်သူမှလာမကြိုလဲဘာအပန်းကြည့်တယ်လဲအိမ်ကဘယ်လောက်ဝေးလို့လဲအိမ်မဝေးပါဘူးဟိုးဈေးနားတွင်မဲ့အဲ့ဒါဖြစ်လဲမောင်ရဲ့ကိုဟာကိုသွားလိုက်ကြရောပေါ့လူလာမကြိုကောကိုအိမ်ကိုပြန်လာပဲဟာခမကြီးတဲခွားကြတာကိုကျွန်ုပ်ကိုပါရောစိတ်ဆိုးသွားဟန်တူသည်အင်းဒီ အိမ်နီးပေမဲ့စီးသွားစရာလာနေကြမြင်းလဲကလေးတစည်းဟာလည်းမရလိုက်ဘူးပြီးတော့ဒီမှာသားရိတ်တစ်လုံးနဲ့ကူလီတွေလည်းမရှိတော့ဘူးဘယ်နဲ့လုံးမလဲဗျကူလီဆိုသည်ကူလီလိုသည်ဆိုတော့သားရိတ်ကိုကြည့်လိုက်ရာအရှိတရောင် တမိုက်ခန့်အနန်းတောင်ဆုပ်လောက်များသာရှိသောသားရိတ်ဖြစ်နေ၏ထိုအခါကျွန်ုပ်ကပင်ကဲမောင်ဒီသားရိတ်အတွက်ဖြစ်ဝန်လေးမနေပါနဲ့ကျုပ်ပဲဆွဲခဲ့ပါမယ်ကဲသွားတာသွားပါတော့ ဖိုးအားကမှသူငယ်သည်မျက်နှာအတန်ကြည်လိုက်ပြီးလင်အဲ့ပြာသွားရင်လာရင်ဆွဲခဲ့ပါတော့ကျွန်တော်ကူလီကပေးပါမယ်ဟုဆိုလေ၏ကျွန်ုပ်သည်ကူလီကအချောင်းကိုတစုံတရာပြန်မပြောဘဲသားရဲ့အေကိုသာ ကောက်ယူ၍တတ်တတ်တာပင်ဆွဲကထိုသူငယ်နှင့်မြို့တွင်းဘက်သို့ရှောက်လာခဲ့ကြ၏စာဘတ်သူကပြောရန်ကြံသေးသည် ကျွန်ုပ်သည်ခီးသွားသည့် နှုတ်လီခီးသွားသည့်အခါအေးအေးချမ်းချမ်းသွားတတ်သည်နှင့်ထိုအခါထိုအခါကပိုးကြပေါ့လုံကြီးအနှွမ်းကိုယူပင်နီရှက်အင်းကြီးတပတ်နှွမ်းကိုလက်ပင်လက်လေး၍မျက်နှာသို့ပေါ်ပါကိုခေါင်းတွင်ထူထူပက်ခါဟိုးစင်လျက်ရှိ၏ဖိနှက်မှလည်းပိန်တန်ဖိနှက်မြတာဖြစ်၏တို့ကြောင့်လည်းထူထူငယ်သည် ကျွန်ုပ်အားကုလီငားရန်အာမနာခြင်းဖြစ်ဟန်တူသည်နှစ်ယောက်သားလာခဲ့ကြရာကျွန်ုပ်ကဆာ၍ မောင်ကောလိပ်ကျောင်းမှာနေတာဖယ်တန်းရောက်ပြီလေအင်္ဂလိပ်လို senior isc ခေါ်တယ်ဗမာလိုတော့ holding a စနစ်တန်းဆိုပါတော့ဗျာဟင်းရှောင်းလာပါကောနို့နေပါအောင်မောင်ရဲ့အဲ့ဒီစနစ်တန်းရောက်တော့ဘာတွေသင်ရတယ်လဲကွအများကြီးပါဗျာအထူးကတော့ advan အင်္ဂလိပ်ဆိုတာသင်ရတယ်ဗျမောင်ဟာကအင်္ဂလိပ်လိုကိုဗမာလိုလည်းပြောအောင်ပါဗမာလိုမလွယ်ဘူးဗျနေအောင်နေအောင် holding a ရှေ့ရောက်တော့အဲပုံမူရေးဖြစ်တော့ဟာဒါလည်းမဟုတ်သေးပါဘူးလေဟိုတင်လွယ်လွယ်ဆိုကြပါစို့ဗျာတိတ်ခတ်တဲ့အင်္ဂလိပ်စာဆိုပါတော့အင်းအင်းကောင်းပါရဲ့နို့မြန်မာစာများကိုမတင်ရဘူးလားကွဘာမိလားခင်ဗျမြန်မာစာဘာခက်လို့လဲဗျကျွန်တော်တို့ကောလိပ်မှာအရေးတကြီးမတင်ပါဘူးစာမကြည့်ဘဲနဲ့ပတ်နိုင်ပါတယ်ဗျအလကားအတုံးလည်းမကြပါဘူး သုံးလည်းမကြလာပါဘူးဒါဖြင့်ဒီပြင်ကဘာများသင်ရသေးတယ်လဲဒီပြင်တစ်ခုက chemistry ဆိုတာသင်ရတယ်အဲ့ဒါကညမလို့ရှိမှမထင်ပါဘူးဟိုရင်ဆိုပါတော့ဗျာဓာတ်ခွဲပညာဆိုပါတော့ဘယ်ရာတစ်ခုဟာဘယ်တဲ့ဘယ်တဲ့များပေါင်းဆက်ပြီးဖြစ်နေတယ်ဆိုတာတွေလည်းပါတယ်ဗျဥပမာဗျာရေဆိုတဲ့ဓာတ်ဟာဘယ်တဲ့ဘယ်တဲ့များပေါင်းဆက်လို့ဖြစ်တယ်ဆိုတာသိရတယ်ဗျအိုးတဲနေရကြပါလား ပြောစမ်းမအောင်မောင်ရဲ့ရေထဲမှာဘာတွေဘာတွေပါတယ်လဲဘာတဲ့လဲရေဆိုတာ H2O ဆိုတဲ့ဓာတ်တွေကိုပေါင်းစပ်ထားတာဗျမောင် H2O ကိုဘာမှလို့ပြောမှာပေါ့ကွဟာဘယ်မှာအကုန်လုံးကိုခမရဗမာစကားတွေနဲ့ပြောနိုင်မလဲဗျခမရဗမာစကားကလည်းအင်မတန်စင်းရဲတယ်ဒီလိုအထက်တန်းစကားကြီးတွေကိုဘာသာပြန်ဖို့ရှိမယ်မဟုတ်ဘူးဗျဒီတော့အကြံပဲမှတ်တာ H က2ဆ O က3ဆအဲ့ဒါနှစ်ခုရောရင်ရေဖြစ်တာပဲ အဲ့လေဆိုပါတော့ဒီတော့အိတ်ကဘာအိုကဘာလဲဆိုတာလည်းပြောဦးမှာပေါ့ဟာခမရတဲအမေးမြန်းထူတဲ့လူကြီးပဲဒါတွေဟာဓာတ်သဘောတွေဗျခမရတို့ကိုပြောလဲနားလည်မှာမဟုတ်ဘူးအဲ့ဒီတော့အဲ့ဒီစကားလုံးနှလုံးပေါင်းရင်ရေဖြစ်တယ်ဆိုတာသာမှတ်ထားပါဗျနေပါဦးမောင်ရဲ့မောင်အင်္ဂလိပ်စလုံးတွေမပေါ်ခင်ကရေရှိနေတယ်မဟုတ်လားမောင်အင်္ဂလိပ်စလုံးနှလုံးရှိမှပဲရေဖြစ်ရတော့မလား ။အော်လဲခတ်ပါလား။ဒါကသင်္ကေတအမှတ်သားဗျ။အဲ့ဒီစာနှလုံးရဲ့အရှိအသေးပဲရှိသေးတယ်။သိရလား။အဲ့ဒီအသေးပဲအရှိကိုကျွန်တော် notebook ထဲမှာမှတ်ထားတယ်။အခုပါဇက်ထဲမှာတော့မရဘူး။ပြီးတော့လေဗျာကျွန်တော်တို့ဆရာကအသေးပဲပြောတာမရှင်းပါဘူး။ကျွန်တော်တို့နားလည်အောင်မပြောတတ်ဘူးဗျ။ဒီဆရာတည်းဟာအလကားပါဗျာဟုဆရာကိုလွှတ်ချပြီးသူ့ဆက်ကိုသူမြန်မြန်သိမ့်လိုက်လေတည်း။"နို့မောင်တို့ကောလိပ်မှာစားရပုံကဘလို့လဲကွ" မှတ်ထားစရာကြီးပေါ်လေးဆိုတော့ကိုရဖူးမှလူဖြစ်လူဖြစ်ကျိုးနဲ့တာအနေစားအကုန်လုံးအထက်တန်းအညွန်စားကြီးပဲမှတ်ထားတခါတည်းနယူးလိုက်ကိုရောက်သွားတာပဲသိရဲ့လားအဲအဲဗါတဲ့နယူးနွားရူလိုက်ခံရသလားဟိုရောက်ရင်အောင်မေပြုတ်ဆရာကြီးဒါတရော်ဆရာမဟုတ်ပါဘူးခမကြီးတို့ဟာပညာလဲမတက်ရှင်ကြီးတဲ့အင်္ဂလိပ်စာတို့လည်းနားမလဲ ဒါကြောင့်ခမည်းတော်ဘုံမာတွေခွာကြနေတာသိရလား new life ဆိုတာအင်္ဂလိပ်စကားဗျအသစ်အသက်အနေအစားအသစ်တမျိုးဆိုလိုတယ်ကြည်လေနေရတာကကျွန်တော်တောမျိုးကလေးမှာဆယ်တန်းမှာနေရတော့ကသူစင်းရဲသားဂုံသေးသားသူကြီးစားဆိုသလိုတာမင်းရလူတွေနဲ့သာတွေ့ရတာကလားဗျဟိုးကောလိပ်ကြတော့အ ਨੇ စုံမြို့သားဝန်ထောက်သားအရေးပိုင်သားမင်းကြီးသားဆိုသလိုအထက်တန်းသားတွေချီကလားဗျအဲ့လေစင်းရဲသားရဲ့သားသမီးလဲ နည်းနည်းပါနည်းနည်းပါပါတော့ရှိတာပေါ့ဘာဖြစ်ဖြစ်ကျွန်တော်တော့အထက်တန်းစားနဲ့မှရွေးပေါင်းတာပဲဂုံဂုံပြောမယ်ဗျာဖက်နဲ့တောင်ကြည့်ပါလားကျွန်တော်တုံးမျိုးကလေးမှနေတော့က10ချက်တန်း15ချက်တန်းအထက်ပိုမရှိရဘူးခုတော့ဟော20ချက်တန်းအောင်မရှိရဘူးဗျနေပါဦး20ကျက်တန်အောင်မစည်းရတာကမောင်တော်ကလေးမှဥပဒေလောက်ထားလို့လားဘယ်ကဥပဒေလောက်ထားရမှာလဲဗျခမကြီးလဲတော်တော်အရာပဲဟိုမှာထက်တန်းသားတွေနဲ့ပေါင်းရတာဗျ ခမဆဲချက်တဲ့အဆုပ်တွေနဲ့မဖြစ်ဘူးဗျလူတဲ့မတိုးဘူးဗျသိရလားအခုကျွန်တော်စီထားတဲ့20ချက်25ချက်တန်းတော့မှလူတဲ့ဝန်ထမ်းရုံးရှိသေးတယ်သိရလား30ချက်တန်း40ချက်တန်းစီနေမှဖက်နဲ့ကိုလူဝိုင်းကြည့်ကြတာဗျဟဲဟင်းမောင်တို့ကောလေးကလူအဖိုးတန်တာအရင်မကြည့်ဖက်နဲ့အဖိုးတန်တာအရေးကြီးတယ်လို့နေပါကလားတဲ့ခမကြီးအင် အမတန်နှုံသေးတော်ကို တော်ပါဗျာကောလေးဆိုတာကြွားဖို့ဗျကြွားဖို့လူပေါ်လူလို့ဖို့သိရလား အစအစအရရအထက်တန်းကြီးပဲသွားရသွားရစားရနေရတယ်ကြည့်ပါလားကျွန်တော်ဟာကိုလေးကိုအသွားပြန် second class ဆိုတဲ့ဘိုးစည်းတွဲမှာစီးတယ်ခင်ဗျားတို့စီးတဲ့တတိယတန်းဆိုတဲ့စင်ရင်သားတွေကိုစင်ရင်သားတွေကိုဘယ်တော့မှမစီးဘူးအဲဒီ second class ဆိုတာခင်ဗျားတို့စင်ရင်သားတွဲတွေလို့တက်သားခုနဲ့ညစ်ပတ်ပြီးချက်ဘိုးကြိုက်တာမဟုတ်ဘူးတည့်ရလားဆိုဖာဆိုတဲ့အမှုရတဲ့မျိုးကိုခင်ထားတယ်အောက်ကစပရင်ထည့်ထားတယ်ပြီးတော့တမီးတွေပန်ကားတွေ မှန်တွေရေတွေစုံလို့ပါပဲဗျာတခါတော့ခမားတို့ကိုစီးစေခြင်းလဲတခါတဲ့ရှာလဲသွားမှာပဲပြီးတော့အဲ့ဒီဘိုးစီးတွဲအခါကခမားတို့စင်ရသားအတွဲအခါရဲ့သုံးစားပေးရတယ်သိရလားအဲ့လေတချို့ပိုက်ဆံဝါလာတွေဟာပိုက်ဆံပေါ်လို့စီးပေးတဲ့ဘိုးစီးတွဲနဲ့သူတို့နဲ့တခြားစီပါဗျာဟောကျုပ်တို့လိုအင်္ဂလိပ်စာတက်တဲ့ကိုလေးကျောင်းသားလည်းဖြစ်ရမယ်စတိုင်းကြကြလှလှပါပါဝေါ်စင်ရမယ်ကျွန်တော်ဖူစံတော့ကိုကြည်စမ်းလိန်ထတာစီရိုးရိုးမဟုတ်ဘူး ဟိုးဘီလက်တို့အမေရိကန်တို့ကလာတဲ့စီမွေးတို့ကော့စမက်တစ်တို့ကိုသာလိမ့်နေပြီးတော့ပေါင်တာဆိုလဲအမွေးမုံတို့ဂတိပါရေတို့အဲ့ဒါမျိုးတွေကိုလိမ့်လို့အဲ့ဒီလိုလှလှပပကြကြနနဘိုးစည်းတွဲနဲ့တော်တာဗျအမေတို့တော်သားကြီးတွေတော့အလကားပါဗျာအမေယိုးနဲ့ဟင်းအုပ်မှာအာမနာဆိုသလိုမနေဘူးလားမောင်ရဲ့မောင်ဘိုးစည်းတွဲမစည်းရခြင်းနေပါစေတော့ယောက်ျားဖြစ်လက်သားနဲ့တနခါမျက်နှာချေးတွေတော့မလိမ့်မစင်ဝန်းဘူးမောင်ရဲ့ အလိုခမကြီးအတော်လားပါကလားဒါလောက်ပြောနေတာတော့သဘောမပေါက်သေးပဲကိုခမတို့ဗမာတွေမကြီးပွားတာအဲ့ဒီလိုခစ်မမီခစ်မဆန်တာတွေကြောင်းမယ်နားလေရလားကျွန်ုပ်ဒီလေပြုံးရည်တာနေလိုက်ထို့သူနှစ်ယောက်သားလာခဲ့ရအေးအင်းတို့ရောက်လာလေဤအင်းဝတို့ဝင်လျင်၎င်းသူငယ်ဤအမိအမနှမများနဲ့တူတော်မိမတစုကအစူဝိုင်းဟောငါသားကလေးပြန်လာပြီဟောမောင်းသောပြန်လာပြီဟောကိုကိုပြန်လာပြီ မေလည်းအခုပဲမင်းစီကစာရစာကိုရတယ်ရရချင်းအော်စားလဲပြီးအခုဘူတာစစ်မလို့ပဲမင်းစာက နောက်ကျနေတာကိုကွယ်မောင်တော့မှာမြားစွာစိတ်သွေးသွေးမျက်နှာပြင်ဟာဗျာဒဲမဲ့ခင်ဗျားကြီးတို့ဒီလိုကြီးပဲစာကိုကပြကရပေးရတာဗျရရချင်းစင်လာပြီးရောပေါ့ကတဲ့လှချင်းလိုက်ကြတာတဲထိုးကအမှန်ကြီးဖြစ်ဖြစ်ပုံရသူကမဟုတ်ဘူးကွယ်မောင်တော့ရဲ့မင်းပဲလိုတယ် တန်ကျိုးရိုက်လိုက်ပါလားခရက်ပိုက်ဆံကလေးသုံးမှတ်တစ်ချက်ကိုဂူယူဆိုင်လို့မော်ဘူးမမရဲ့ဒီနေ့ကနေနေကြနေလို့အာဂျင်ဖီနှစ်စာပေးရမယ်သိရလားဒီတော့ပိုက်ဆံလည်းမပို့ဘူးဟိုတင်းရွေးရဒီတင်းရွေးရနဲ့ နမငယ်ကဝင်တဲ့ဟုတ်သားပဲကိုကိုမှဘယ်တော့မှပိုက်ဆံပူပူမမမသုံးရဘူးပိုက်ဆံမှားလိုက်ရင်ဟောဟိုဖေဖေကဝင်ဝင်ပြင်းများတဲ့ပါတဲ့နဲ့ကဲခုတော့ဘယ်နဲ့နေသေးတယ်လဲကိုကိုချစ်ချင်းလျှောက်လာရတော့ကောင်းသေးရဲ့လားဟုတ်ဝမ်းနဲ့ပက်လက်နဲ့ငိုမဲ့မဲ့ပြောလေတည်းပြောလေသည်ခောင်းရင်ကနေကိုရထိုင်ရရှာတော့ဖိုးကြီးက၎င်းသားအမိတစုကိုကြည့်မဲ့လိုက်သူကိုကျွန်တော်မြင်လိုက်တဲ့ဖြစ် ၎င်းသားတို့အိမ်တွင်ရှေးရိုးအဖိုးကြီးကတစ်ဖက်ခေတ်ဆန်သောသားမီးတို့ကတစ်ဖက်ဖြစ်နေကြသည်ကိုကျွန်ုပ်ရှိမိလိုက်လေ၏ကျွန်ုပ်မှလည်းခေါင်းကမျက်နှာတို့ဘဝကိုခတ်အိုးဘက်ကတားရဲ့အိတ်ကိုအိမ်ပေါ်တင်ချ၍အမမဲထွက်သားမျိုးလှည့်လိုက်ရာအမေကြီးကမြည်၍ဟဲ့ကိုလီကပေးကြအောင်လေဟုဆိုမှမောင်တောင်းသည်ပိုက်ဆံတဲ့ကအိုးဟုတ်ပါရဲ့ဟောဒီဆရာကြီးရှိလို့နှုတ်မဟုတ်ရင်အခက်ပဲဆိုပြီးပိုက်ဆံတမှုကျွန်ုပ်ကပေးလေသည်ကျွန်ုပ်က ။အိုးနေပါစေကျုံလက်ခေးကျုံတန်းနဲ့ကူဆွဲလာတာပါ။နေပါစေဆိုပြီးထွက်ခဲ့၏။ထိုအခါအမကြီးဆိုသူက"အိုးဒီမှာဦးကြီးရဲ့"ထိုအခါကျွန်တို့ကပြောပြီးပြန်လဲကြည့်လိုက်ရာ"ဟာဟုတ်ပါောင်မောင်ကြီးရဲ့ဟာဟုတ်ပါောင်ဒီမှာကိုဟိုရင်းရဲ့ပိုက်ဆံယူယူသွားပါလေ"ဟုဆိုကပိုက်ဆံလိုက်ပြီးကျွန်တို့ကလွတ်အောင်တုတ်တုတ်ထွက်ခဲ့၏။ထိုအခါညီမကငါရွေရွေမမကလောလိုက်တာဦးကြီးရဲ့တဲ့ ူကြီးတို့ပြေမမနဲ့ရွယ်တို့လောက်ရှိတယ်ပြီးတော့ကိုဟိုတင်းတဲ့ဟိုကပြုံးသွားတာမြင်လိုက်ကြလားဆိုတဲ့တွင်အမကြီးကဘာလဲကောင်မလေးကတော်တော်ရှင်နင်တဲထတယ်ဟုချိန်မောင်းတန်ကိုတတ်နှံ့ကြလိုက်ရလေကျွန်တော်တွင်ငယ်ချင်းဆရာကြီးအိမ်သို့ရောက်ညစာစာနောက်နေ့ကျောင်းစီရဤ၎င်းညနေတွင်ဆရာကြီးကအကျောင်းဥက္ကရာအိမ်တွင်ထမင်းစားဖိတ်ထားကြောင်းအခြားကော်မတီ၃လျှောက်ကိုလည်းဖိတ်ထားကြောင်းပြောဆို၍၂ယောက်သားရင်မို့ချိုးအိုစားလဲကထွက်ခဲ့ကြ၏ ကျွန်ကျွန်တော်မှာယခုတော့ပိုးသားလုံးကြီးအင်ဂျင်နီတကွာခေါင်းပေါင်းပေါင်း၍အတန်တက်တက်ရဲ့ရှိသွားလေယခုအနေမောင်းသောသာမြင်ရလျင်ကူလီငှားရန်အားနာဖို့ရှိ၏လာခဲ့ကြရာမောင်းသောတို့အိမ်တို့ကြောက်လေတဲ့ပြည့်ထိတ်ခဲနေဖြစ်သွား၏စိတ်မလုံးသည်နှင့်အခုသားမှဘယ်အိမ်ကိုလဲဟုဆရာကြီးအမေးရာခလန်းလက်ရှိမောင်းသောတို့အိမ်ကိုပင်ပြလေတည်းကျွန်တော်က high ခွာကြကုန်ပြီဟုလှုပ်ခနဲ့ဆိုမိ၏ဆရာကြီးကကြည့်၍ဟဲ့လူဘာဖြစ်တာလဲမင်း ဟာဘာမှမဖြစ်ပါဘူးသွားတာသွားပါကွယ်ဆိုရဘာဖြစ်ဖြစ်ဟုစိတ်တွင်ရလိုက်ခဲ့ရ၏အင်းတို့ယောက်ျားလေးရင်လှမ်းကြည့်လိုက်ရမောင်းတောင်းကိုရုပ်ရုပ်တရက်မြင်လိုက်ရ၏မောင်းတောင်းဒီကျွန်တို့ကိုမှတ်မိပုံရ၏ရုပ်တရက်အခန်းတွင်သို့ခတ်သွသို့ဝင်သွားလေ၏မောင်းတောင်း၏အမိအဖအမအစသည်တို့ကကျွန်တို့ကိုမှတ်မိပုံမရချေကျွန်တို့ကိုလီဘောနှင့်ရောက်စဉ်ကအဝတ်စားညစ်တက်တဲ့နှင့်မျက်နှာကိုမျက်နှာတို့ပေါ်ဖြင့်ခတ်အုပ်အုပ်ပစိထားသောကြောင့်၎င်း အိမ်သားအလုံးတို့မှာမောင်နှောင်းကိုယ်တော်ဝါ၏ခရီးဆက်ကြသောကြောင့်၎င်းကျွန်ုပ်ကိုမမတ်မိခြင်းဖြစ်ရ၏ကျွန်ုပ်သည်လည်းအိမ်တည်းမပြတ်နေ၏မောင်နှောင်းတို့အိမ်သားများကပြပြငန်းငါဧကန်ကြ၏အတန်းကြာလင်းအဘိုးကြီးကဟဲ့မောင်နှောင်းတယောက်ကဒီမှာပညာဝန်လာကြတယ်စကားသမီးပြောရအောင် လာခွဲဟုအိမ်တွင်းစီတို့လှမ်း၍ခေါ်လာ၏ထိုအခါသမီးငယ်ကဖေဖေကိုကိုရဲ့ဟိုးဦးလေးကြီးအိမ်ကိုတဲ့ရေးကြည့်လို့တဲ့ဟု ခုပဲဆင်းသွားတယ်တော်တော်ကြာမယ်လို့လည်းပြောသွားတယ်ဖေဖေတို့ကဘိုးကြီးမှဂျင်းတဲ့ပုံမရချေတဲခက်တကူအဲ့တွေဆောင်းတွေရောက်ရောက်မှထွက်သွားရတယ်လားကျွန်ုပ်ဘက်သို့လှည့်မောင်ရည်သားတယောက်ကိုလေးချောင်းမှထားရတယ်သူတို့ကိုလေးဆိုတာကအင်မတန်တို့ကအမဲကြီးကအသေးပဲပါသောမျက်နှာဖြင့်ဘိုးကြီးကိုကြည့်လိုက်ရအဲအဲသူတို့ကိုလေးဆိုတာကအင်မတန်ကြီးကျယ်စုပဲမောင်ရည်ဟုအစားတက်လိုက်လေဤကျွန်ုပ်ကအသေးပဲကိုနားနေလိုက်ပါဤ ကျွန်တော်တို့လည်းစားတော့စကားသမီးပြောပြီးပြန်ခဲ့ကြ၏၎င်းတော့အခြားနှစ်မြို့သုံးမြို့တွင်ကျောင်းစစ်ပြီးနောက်ရန်ကုန်သို့ပြန်ခဲ့၏၎င်းတော့ငါးလောက်ခြားလောက်ခန့်အကြာကြာသောအခါကျွန်ုပ်သည် မောင်းတောင်းကိုမေးရနေချေပြီးတနေ့နဲ့ထူးထူးခြားခြားစားတဆောင်ရောက်လာ၏စာအိမ်မှာစာရင်စာအုပ်အဟောင်းတစ်ခုမှအစိုးယူအပ်သောမြင်းချောင်းနှင့် စာရွက်ကိုအိမ်တွင်ကပ်ကြည့်ဖြင့်ကိုင်းညက်၍ထမင်းလုံးကော်ဖြင့်ကတ်ထားသောအိမ်လုံးစာအိမ်ဖြစ်၏ ံဘောကလေးစံမှာရှိလျက်ရဘုန်းကြီးကျောင်းလည်းရေရိုးရိုးကြီးဖြင့်တည်သက်လှမစွာရေးထား၏ထူးခြားလာ၏ဟုဖောက်ကြည့်ရာ အောက်မှစာကိုတွေ့ရလေ၏မြို့နေမောင်းတောင်း၏ဖခင်ကစာအဖြစ်အကြောင်းကြားပါသည် မောင်ဖိုးကြားစေတနာရိုးရိုးဖြင့်ပူအပ်သောမေတ္တာကိုခံယူပါမောင်းအောင်ကြောင့်ကိုမောင်းတောင်းကဖွင့်ပြရည်သိရပါပြီဟိုးထမင်းကျွေးတဲ့နေ့ကသူ့ဦးလေးအင်ကို သွားတယ်ဆိုတာရိုးမဟုတ်ဘူးပြေးတာသူ့ကိုယ်သူရှက်၍ မောင်နဲ့မျက်နှာမဆိုင်ဝင်လို့ပြေးခြင်းပါဟာပြေးခြင်းပါမောင်နဲ့တွေ့ရကြုံရကြတဲ့ကအလွန်နောင်တရပြီးယခုအလွန်ပြောင်းလဲသွားပါပြီမောင်ကြောင်ကျုပ်သားအဖိုးတန်လာလေသဖြင့်မောင်အမြင်မြကျေးဇူးတင်သူကိုမပြောပြတ်တတ်တော့ရှိရပါသည်မောင်နဲ့မတွေ့မီကကျုပ်သားဖြစ်ပြရပြီးဒေသကလေးတယောက်ကိုဘယ်လိုပြုပြင်ကယ်ဆယ်ရပါမလဲဟုတချောင်းကြတချောင်းကြကြနဲ့နေရပါနေရပါသည်ယခုမောင်ကြီးသားကယ်ပဲလို့ကျုပ်သားကျွတ်ပါလိမ့်ပြီးအဖြစ်ကိုပြောပြရစီဦး ကျौသားမြတ်တာဟာသူ့အမေအမညီမတွေကြောင့်ပဲကြည်ပအောင်မောင်းရဲ့ဒါကကောလိကနေပြီးငွေမရင်30ကျပ်မရင်အနည်းဆုံး40ကျပ်လောက်ပို့ကြတယ်သူ့ကပို့မပို့ပဲရှော့ပို့ဖို့ပြောရင်သူ့အမေကအရှင်ကဘာသိလို့တလဲဟိုမှာလူထဲမှာနေရတာလူလူနေရတာတဲ့မောင်ရဲ့အဲ့ဒီလိုမေးလှုပ်စားတဲ့လူကစစလိုက်ရင်ပဲအမတွေညီမတွေကတခါတည်းဝိုင်းစုကြတာပဲ ကျုပ်ဘယ်နဲ့နိုင်နိုင်မလဲသူတို့ဝိုင်းဆိုတော့ကျုပ်ကဘာလုပ်တယ်လဲသိလားကျုပ်ဖုန်ကြီးချောင်းကိုထွက်သွားလိုက်တာပေါ့ကျုပ်မှလည်းအာကိုနဲ့ကလာမောင်ရဲ့တခါကလည်းကြည့်ပါမောင်ရဲ့မောင်တောင်ကောလိကပြန်လာလို့ထမင်းဝိုင်းစားကြတော့မောင်တောင်ကဟင်းချုံမချိုဘူးတဲ့သူတို့ကောလိမှာ7မျိုးဆိုလား7မျိုးဆိုလားအဲ့ဒီဟင်းချုံမချိုတဲ့ဒီတော့ကျုပ်က မောင်တောင်ရဲ့ဟင်းချုံဆိုတာအပူရင်ချိုတာပေါ့ကွလို့ပြောမိရတယ်အသားကလည်းစိတ်ဆိုးပြီးထားတော့တယ်သူ့အမေကလည်းကျုပ်ကိုလည်းညှို့ကောက်ကောက်ထိုးလို့ ရှင်ကိုအောင်ပန်းရဲ့တဲ့ရှင်တို့သာဟင်းရွက်ပြုတ်ရီကိုစားခတ်ပြီးခတ်ဖို့ဖို့လောက်တော့ကြာကျုပ်သားကိုတော့အတင်းမတိုက်ပါနဲ့ဆိုပြီးသူသားလေးကိုတရုတ်ခောက်ဆွဲဆိုင်ခေါ်သွားပြီးအဲဟိုမျိုးစုံဟင်းဟင်းကျုပ်ကိုဝယ်တိုက်တဲ့ကျုပ်ကဟင်းကျုပ်ကမူရင်ချိုတာပဲဆိုတာလွန်သလားမောင်ရဲ့ဟုတ်ကောမဟုတ်ဘူးလားမောင်ရဲ့ကျုပ်တို့ခေတုံးကတော့ဟုတ်တာပဲအခုသူတို့ခေတော့မပြောတတ်ဘူးပေါင်းတော့ပြောရအောင်မယ်တခါကလည်းသူတို့ဘောလုံးရိုက်ခဲ့ ကစားတဲ့လက်ရိုက်တစ်ခုကိုဝယ်လာတယ်ကျုပ်ကမနေတဲ့လို့ဘလောက်ပေးရတယ်လို့မေးကြည့်တော့ကြည်ပေါင်းမောင်းရယ်35ချက်တဲ့ဖရဖရကစားစရာလက်ရိုက်တစ်ခုကို35ချက်မောင်းရယ်ကြားဘူးပါစားဒီတော့ကျုံလဲအန်းအန်းသင်ပြီးမောင်းတော့ရယ်ငါသားဒီလောက်မိုက်သလားကွယ်35ချက်ဆိုတဲ့ငွေကနဲတာမဟုတ်ပါကလားဟိုတင်းနွားမတကောင်ဘူးလို့ရှိပါပြီလားလို့ပြောမိပါတယ်မောင်းရယ် သူ့အမကအခန်းထဲကကြာတော့ထွက်လာပြီးဖေဖေကလည်းတွေးကြရလိုက်ပြီးဟန့်နေတာကိုစားသင်းတဲ့လူဆိုတာညောင်းတယ်ကိုဆန့်လက်ဆန့်လုံးမအကျမ်းပါတယ်ဒီတော့ကစားဆရာဆိုတာဝယ်ရတာပဲဖေဖေရဲ့တဲ့ဒီတော့ကျုပ်ကအေးလက်ွယ်ကိုဆန့်လက်ဆန့်ဖြစ်ဖို့နင်းတို့35ကျက်တန်းလဲရဲမှမဟုတ်ပါဘူးဟဲ့မေခါရဲ့ထုတ်စီတန်းဖန်းကုံတန်းကစားပါလားကွက်လမ်းလျှောက်ပါလားကွက်ပြေးပါလားကွအပုံပါသမီးရဲ့နင်တို့35ကျက်တန်းရမှာမဟုတ်ပါဘူးလို့ကျုပ်ကပြန်ပြောတယ် ပြောနေသူ့အမေပေါက်လာပြီးကိုအောင်ဘန်းရှင်ဝင်ရှုပ်ပြန်ပလာတဲ့ရှင်သာနောင်မတကောင်ကို35ကျပ်ပေးဝယ်ပြီးနှုတ်ချင်ရောက်စားပြီးတော့ကျုံသားကတော့ကောလိကျောင်းသားအင်္ဂလိပ်စာတက်မှုဝယ်ချင်တာဝယ်ပြီးစေဂုံဂုံဘာဖြစ်သေးတယ်လဲတဲ့အဲ့ဒီတော့ကျုပ်ကဘာလုပ်လိုက်တယ်လဲသိရလားကျုပ်ကဘုန်းကြီးကျောင်းကိုထွက်သွားလိုက်တာပေါ့ပြီးတော့လဲသူ့သားစီကစာရောက်မှဖြစ်သူ့အမေ ။မအိန်တကဈေးဆိုင်တကလိုက်ပြီးပြောနေတာပဲ။သူသားဖယ်တန်းရောက်ပြီးတလားတလားငွေဘလောက်ပို့ရတာကလားနဲ့။စုံမရောက်မောင်းရဲထမင်းစားတော်လိုက်ခေါ်ယူရတယ်။ကျောင်းမေးလို့ပြန်လာတဲ့အခါအိန်ကအလုပ်ကလေးများခိုင်းလိုက်ရင်ဟော၊သူ့အမေတွေအမတွေကရှေ့ကကာစီကာစီနဲ့လာပါရော။အင်္ဂလိပ်ကျောင်းသားကောလိပ်ကျောင်းသားများလက်အလုပ်တွေအလုပ်ကျောင်းတွေမလုပ်ရဘူးတဲ့ခိုင်းကြရှင်သူတို့ကသာခိုင်းပါတဲ့ ျုပ်လည်းပဲမင်္ဂလာတို့ဥပယေကြီးသရာတင်းကျုံမှာစာ၍မြန်မာစာအတော်တန်းသင်ခဲ့ဘူးပါတယ်အင်္ဂလိပ်ကျောင်းသားများလက်အလို့အလို့ချမ်းမလို့ရဘူးဆိုတာဘယ်စားတဲ့မှမှမတွေ့ဘူးပါဘုံမောင်ရဲ့လူရဲ့ဉာဏ်ရိုးရိုးနဲ့စဉ်းစားကြည့်ရင်လည်းမရပါဘူးမောင်ရဲ့တခါတုန်းကလည်းမောင်ကိုပြခြင်းနဲ့မောင်တောင်းကိုဘုရားယုံကိုလိုက်ပို့ကြတဲ့လမ်းမှာမိုးရွာထားလို့ရှုံးပွက်ကလေးနည်းနည်းရှိတာကိုအမေနဲ့အမက မောင်တောင်းကိုပို့ရှိပြီးတော့ဦးကြတဲ့ ကျုပ်ကြတော့ရှက်လိုက်တာမောင်ရဲ့ကျုပ်ဘာလို့တလဲသီလားကျုပ်ကဘုန်းကြီးကြောင့်ထွက်သွားလိုက်တာပေါ့အဲ့ဒီလိုမောင်တော်ပြစ္စည်းနေတာမောင်ကကိုလီပုံစံနဲ့ဆုံးမခဲ့တဲ့နေ့ကစားပြီးအတန်ပြောင်းလဲပါပြီအရင်ကတလတရားချက်ပို့ရတဲ့အခု50ကျန်တာပို့ရတဲ့တခါတခါသူ့အမေများအမများကပုံမပို့လင်ငွေကိုမသုံးပဲအိမ်ကိုပြန်ယူခဲ့တယ်ယူခဲ့တဲ့အပြင်သူ့အမေနဲ့အမတို့ကိုအပြစ်လဲတင်တရားလဲဟော လာလာသူတို့ကောလေးចောင်းသားကပြောတော့တုတ်တုတ်မလုပ်ဘူးညင်နေကြတာဗောကျုပ်ကတထောင်းကတထောင်းကပြုံးပြုံးပြီးနားထောင်နေတာဗောအင်းသူတို့တော့ငါငါဝော်လဲတာပဲလို့ကြိတ်ပြီးဝမ်းသာလိုက်တာဗောမောင်ရဲ့ အိမ်မှာလုံးဆရာရှိရင်လည်းအခိုင်းကိုစောင့်မနေဘူးအခန်းကိုစောင့်မနေသူ့ဟာသူကောက်လို့တာပဲဓမျက်စိလဲရေခက်ကစားပြီးအကုန်လို့တာပဲရထားတို့အသင်းဘောတို့မှလည်းတတိယတန်းကပုံမစီဘူးဖိနှက်များလဲ၅ချက်တန်း၆ချက်တန်းကပုံမစီဘူးအများအပြည့်တော့ခုံဘနတ်တို့ပိန်တန်းတို့ကိုစီရများပါတယ်ကျိုးလဲကြောင်းကန်စီရဲ့ဆောက်လို့ချင်းတိလအမြဲဆောက်ဆောင်ချင်းစသည်ဖြင့်ဒါနတိလဘာဝနာ များစွာပြုခြင်းပါသည်ယူရသောကုသိုလ်ကောင်းမှုအလုံးစုံအဖို့ခံယူပါညအခါမေတ္တာပို့လျင်တရားချမ်းခံရ ဟန်အာဝေတော်ဟောမိဟုမိမိကိုယ်ကိုရှေးဥစွာမေတ္တာပို့ပြီးနောက်မောင်းဤနာမည်ကိုတက်၍မေတ္တာပို့ပါသည်ပြီးမှအသားမယာအိန္ဒုအိန္ဒာစသည်ဖြင့်အများအတွက်မေတ္တာပို့ပါသည်ကျွန်တို့၏လေးနက်သောမေတ္တာရိုးရိုးကြီးကိုခံယူပါမောင်းခံယူပါလေမောင်းဤကျေးဇူးကြီးလာပါ၏ဩကောင်းစွာကောင်းစွာချမ်းသာစွာချမ်းသာစွာငါအမတ်မတင်ပြုရသောအမှုတခေသိအလွန်တာသားလေးစားတကားဟုနှစ်ချိုက်စွာမြည်ကျူးမိ၏ဤသို့ကောင်းမှုတစ်ခုရသောကိုခံစားနေ၄၅ရက်မြောက် တော့တနေ့၄၅ရက်မြောက်တော့တနေ့နဲ့နဲ့နိုင်ကျွန်တို့ဒီအေဘီတဲ့ပေါက်မှာရဲကြီးနေစဉ်ခလန်းလန်းကသူငယ်တက်တဲ့ငပြောခိုင်တခိုင်ကိုထမ်းကကျွန်ုပ်ထံသို့လာသူကိုမြင်ရ၏အနည်းသို့ရောက်တော့အခြားသူမဟုတ်မောင်းတောင်းပဲဖြစ်နေလေ၏ကျွန်ုပ်ကပဲစီအလိုမောင်းတောင်းမောင်းကလားအလိုမောင်းတောင်းပါကလားဘဲနဲ့မောင်းရဲ့ငပြောခိုင်ကြီးကိုတပင်တပန်းကြီးထမ်းလာရတယ်လေ လန်ချာနဲ့ဖြစ်ဖြစ်ကုလီနဲ့ဖြစ်ဖြစ်လာရောပေါ့ကိစ္စမရှိပါဘူးဦးရဲ့ကျွန်တော်အခုကုလီကိုတကယ်တဲမသုံးတော့ပါဘူးအခုပြုံးရပြောရေးကျွန်တော်ဒီလေရခင်အချမ်းကိုတတိယတင်နေအေးဒါလည်းဟုတ်ပါရဲ့နှုတ်ဝင်မဲ့ကာလဌာနကြည့်လို့ရပါတယ်ကိုတိုင်ပြုတ်တဲ့အခါလည်းရှိတယ်ကုလီလိုတဲ့အခါလည်းရှိတယ်နေရာတကာတိုင်းကိုမဆူလို့ပါဘူးခုလိုနေရာမျိုးတော့ကုလီငှားကောင်းပါတယ်ကွယ် ဥကိုကျွန်တော်တောင်းပန်ရအောင်လာပါတယ်။မင်းတောင်းပန်စရာမလိုဘူး။ငါမှကုလီကရပြီ။ရာသင်တည်တော့အများကြီးပို့ရတယ်။ရော့ဟောဒီမှာကြည်စမ်းဆိုရင်သူဖခင်ထံမှာစာကိုထုတ်ပြန်လိုက်ရင်စာကိုဆုံးအောင်ဖတ်ပြီးတော့အတန်ကြာတွေး၍နေအမှန်မူချထူချမုံမြလာတော့အရာတော်ကိုခန်းစားနေသူကိုကျွန်ုပ်သည်ထိုသူငယ်နှလုံး၌မုံမြသောစေတတုတဖွားဖွားဖြစ်နေသူကိုကျွန်ုပ်သည်ထိုသည့်နောက် အလာမသာလာပါစကားပြောကြ၍အကိုင်းမောင်းမောင်းလဲကြောင်းတက်ရအောင်ပဲပြန်ပြီးတော့အရှင်လဲနင်းနေတာရှိတယ်အတန်ဝေးတယ်အဲ့ဒီတော့ဒီလိုနေရဒီလိုခါမျိုးမှာမင်းအထားလေးတောင် မကဘူးမော်တော်ကားနဲ့ပဲသွားရလိမ့်မယ်ဟုကျွန်ုပ်ကဆို၍ထိုးသူငယ်ကငင်းဆန်နေစဉ်တွန်းတွန်းပို့ပို့နဲ့ကားတွင်းသို့ထဲကမော်တော်ကားဖြင့်သွားစီလိုက်သည်ဆရာကြီးဥဖိုးကြီးဟာ